စစ်တပ်ရေရင်ပိုင်ရှင်နဲ့မောင်းသူတွေဆန္ဒနဲ့ဖွဲ့စည်းထားတဲ့စေကြီးကရုအတင်းရဲ့စစ်ဆိုးရခစ်ကပိုင်ဆိုင်မှုတွေကိုကြမ်းခံရေးအတင်းတစ်ဖြစ်လဲကြမ်းခံရေးပါတီစီကနေစေကြီးကရုအတင်းကတောင်းဆိုလိုက်ပါတယ်စစ်တပ်လက်အောက်မှာအကြောက်တရားကြောင့်မဝတ္တကမတရားသိမ့်ပိုက်ပြီးကြမ်းခံရေးအတင်းကိုအဆောက်အဦးနဲ့ရေရင်ပြေးဆွဲခွင့်လုပ်ပိုင်ခွင့်တွေလွှဲပေးခဲ့တာကိုအခုအချိန်မှာတော့အတင်းကတရားဝင်မှတ်ပုံတင်ထူထောင်ခဲ့ပြီးတာမို့ပြန်လိုချင်တယ်လို့ဆိုပါတယ် ရှင်းစိုးကတက်လာပြီးတော့ကျွန်တော်ရှင်းရှင်းကုလေးမှာလုံးတော့ရှင်းဆက်တဲ့ကျွန်တော်60နှစ်နှစ်လောက်ကျွန်တော်လုံးလာပြီးတော့နဝဒအစိုးကဘုံကြီးတည်စိုးရေဝိပြတာမှုတည်တော်ကြီးအဖွဲ့ကြီးအလုတ်တိုင်ရှိတဲ့အတွက်ကျွန်တော်ရှိရပြီးတော့အာနာပိနာအာဓမနဲ့ကျွန်တော်ကြာသိလိုက်သူတို့ပဲလူကြီးလို့ပဲသူတို့ပဲဒီမှာသိဘူးလားတော့ကြာတယ်ကျွန်တော်ကအကြောက်တရားနဲ့ပဲဖေးလိုက်ရပါတယ်ကြံ့ကြံ့ရေးအတေးကလူမွေးအတေးဆိုပြီးတော့ပေါ်လာပါတယ်ပေါ်လာတော့သူတို့ကြံ့ကြံ့ရေးအတေးကပြီးတော့ သူလွဲပြီးလိုက်နောက်တော့သူတို့ပါတီတရားနေတဲ့ပေါ်လာပါတယ်နောက်ပါတီရတရားပေါ်လာတော့ကျွန်တော်တို့လည်းအကြောင်းတရားလည်းမပြောရဲဘူးဒီတိုင်းပဲနေပါတယ်အခုတို့ခေနာပင်နာဖြစ်လာတဲ့အချိန်ကျတော့ကျွန်တော်တို့တိတိလေးလေးနဲ့တောက်ဆိုကျန်းခံရေးပါတီလက်အောက်ခံရွှေရန်ကုန်ဂိတ်ကို ရေရင်165စီနေ့စဉ်ခွန်ပေးဆောင်ရတဲ့ငွေတလ360လောက်ရှိပြီးရေရင်လုံသားတို့ရဲ့ကျန်းမာရေး ပညာရေးဘာအကူအညီတစ်ခုမှမရတဲ့အပြင်ရေးရင်လှူသားမိသားစုတွေဆင်းရဲတွင်းနေနေတယ်လို့ဆိုပါတယ်ဒီနေ့ရှာဝင်နေတဲ့ပတ်စံတွေကျွန်တော်ရေပန်ရှင်ရဲ့ပတ်စံပြင်းမောင်းနေတဲ့ပတ်စံတွေလာဖြစ်ပါလိမ့်မယ်ဆက်လက်ရင်ဝင်ပေး60ရတဲ့ကျွန်တော်ရေရင်လှူသားတွေတင်း100ရပါလူတယောက်တင်း100ရတဲ့ရေပန်ရှင်တွေဆေးရုံတဲ့100ရတဲ့အခုခေတ်ကာလမှာငွေ100ကြီးဆေးရုံဈေးကန်သွားခွဲဘယ်လိုလုံလောက်မလဲဆိုတာကို ဒီလိုများများလည်းသိမှာပါကျွန်တော်ဒီအောက်ရှိမှာပုံရိပ်မှုတွေမရှိဘူးဆိုတော့ပြင်ပြခြင်းကိုကျွန်တော်ဒီတစ်ခါဆင်းမလို့လောက်ပါတယ်ဒီနေ့ကျွန်တော်တို့နိုင်ငံတော်ဆောင်ဆောင်နေပါတယ်သံဃာကကျွန်တော်တို့အမြတ်တော်ကိုဆောင်ပါတယ်ကျွန်တော်တို့ဒီရင်းရင်းလေးကဘယ်အဖွဲ့ကြီးကမှအခွင့်မဆောင်ပေးပါဘူးမိမိပတ်ဆံနဲ့မိမိဆောင်ရတယ်မိမိရတယ်မိမိလုပ်ရတယ်ဒီပြဿနာတွေကိုတမရစီတင်ပြတောင်းဆိုထားပြီးမယ်အခုထိဘာတစ်ခုမှဖြစ်မလာတာကြောင့်အများပြည်သူသိရှိဖို့ရှင်းပြခြင်းနဲ့လို့ဆိုပါရစေ ရွှေရန်ကုန်ကရဲ့တာဝန်ရှိသူတွေဟာလက်ရှိမှာလဲပုံမှန်420 468စတဲ့လိမ့်လည်မှုတွေဆရွေစတဲ့အတူပြုလုပ်မှုတွေနဲ့ဆွဲချက်တင်တရားဆွဲတာကိုလည်းခံနေရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့လောက်အနေဆုံးရှိတယ်အစည်းတရားနဲ့ပဲကျွန်တော်တို့ဖျက်မြချင်းတွေ့ထားတာ360လောက်အနေဆုံးရှိတယ်။အဲ့360ပေါ်မှာကျွန်တော်တို့ရေရင်လှုပ်သားတွေပေါ့ကိုကြည်ချင်းပြူချင်းလည်းမရှိဘူးဒီပတ်စံနေရှင်းလင်းဖော်ပြချင်းလည်းမရှိသုံးဆွဲကုန်ကြမှုလည်းမပြောပြဘူးကျွန်တော်တို့ပေါ့။အဲ့လိုမျိုး လုပ်ရတဲ့အကြောင်းမလို့အခုဒီဆိုင်ငန်းလာတာဆိုရင်ဒီမြို့နယ်မှာမြို့နယ်ရမ်းပြီးရဖကျွန်တော်တို့တမန်ရေးလုံသားပိုင်ဆိုတာလူတိုင်းသိကြတယ်ဒီပေမဲ့ဒီငွေကြေးတွေကဆိုင်ငန်းလာတာတွေငွေကြေးတွေကျွန်တော်တို့ထောက်ခံဖို့တခုမှမရှိဘူးအခုသူတို့အပိုင်ဆိုပြီးတော့သူတို့ပြောဆိုပြီးတော့လိန်လဲပြီးတော့ယူထားတယ်အဲ့ဒါတွေအခုချိန်ကြီးတိမ့်ဆဲတာပြန်မပေးသေးဘူး